။ Okay ပါ။အခန်း၈ကိုခုဆက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျုံနေမှုတွေရရှိတဲ့သင်္ကန်းစာတွေကနေတွေ့လာတဲ့မလိုအပ်တဲ့အရာတွေကိုလုတ်ကင်နေတာကိုရပ်ပစ်ဖို့လိုပြီးတော့နောင်ကိုစင်ကျင်နိုင်မှုအတွက်ဘောင်းတွေတတ်မှတ်ထားဖို့လိုပါလိမ့်မယ်။ဥသေးချတိထားတဲ့အကျိုးမရှိတဲ့အလုပ်တစ်ခုကိုလုပ်မိလို့အချိန်ကုန်သွားတာမျိုးလုပ်ဘူးကြလိမ့်မယ်လို့ထင်ပါတယ်။လူတတော်များများကတော့အကျိုးမရှိမဲတည်တည်ကြီးနဲ့ကိုထပ်ထပ်ပြီးတော့လုပ်မိကြတာမျိုးတွေရှိနေကြပါတယ်။အကျိုးမရှိမဲတည်ပြီးသားအလုပ်တွေဆိုတာ ငွေတွေအချိန်တွေနဲ့အားထုတ်မှုတွေအင်အားတွေတုံးလဲရပြီမယ်လို့မအောင်မြင်နိုင်ဘူးဆိုတာတည်ပြီးသားအလုပ်တွေကိုထပ်လုပ်မိနိုင်တာမျိုးဆိုလိုတာဖြစ်ပါတယ်။ပေမန်းတဲ့လောက်အကျိုးမရှိတဲ့အလုပ်တွေမှတည်တည်ရင်းနဲ့ကိုလှုပ်ချင်မိနေတာမျိုးပေါ့။စိုးတာကတော့နည်းနည်းလောက်ရင်းနှီးမြှုပ်နှံမိလိုက်တာနဲ့နောက်ဆုတ်ဖို့ခတ်သွားတာပါပဲ။အဲ့လိုနဲ့နောက်ထပ်ဆုံးရှုံးနိုင်မယ့်ပမာဏကိုထပ်တိုးပြီးထဲဝင်လိုက်မိကြတာမျိုးပါ။ဒီချက်ကိုမြင်နိုင်မှုအတွက်ဆိုရင်ဥပမာအနေနဲ့ခုံးခေါ်လို့ခေါ်ရတဲ့ အတန်ထက်မြန်တဲ့ခီးတဲ့တင်ဂျက်လင်ထုံးလုံးရင်စီမံကိန်းရဲ့ကြီးမားတဲ့ဆုံးရှုံးမှုကြီးကိုဥပမာကြည့်နိုင်ပါတယ်။အဲ့ဒီစီမံကိန်းကြီးဟာအံဩစရာကောင်းတဲ့အင်ဂျင်နီယာလောကရဲ့အောင်မြင်မှုကြီးဖြစ်ပေမဲ့လို့ကုန်ကြစရိတ်တွေကိုပြန်မရနိုင်ဘူးဖြစ်နေရမို့လုပ်ငန်းသဘောရကြည့်မယ်ဆိုရင်တော့ဆုံးရှုံးမှုကြီးပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပြင်သစ်နယ်ဗြိတိန်အစိုးရဘက်ကကြည့်မယ်ဆိုရင်တော့ပင်မန်းတဲ့လောက်အကျိုးမရှိတဲ့လုပ်ငန်းကြီးတစ်ခုကိုမအောင်မြင်မှန်းသိတည်နေဆက်လုပ်မိတာမျိုးဖြစ်ပြီးတော့ ဆယ်စုနှစ်၄ခုလောက်ယင်းနီးမြုံနယ်မှုတွေဆက်လုပ်နေမိခဲ့ပါတယ်။ဒီလိုမျိုးမဖြစ်စေဖို့အတွက်အမားတွေလုံးဝပြီးဆိုရင်တော့ကို့အမားတွေကိုဝန်ခံရတဲ့တက်တီတွေကိုဝေဖွားဖို့လိုအပ်ပြီးတော့ဆက်မလုံးမိအောင်ကြိုးစားဖို့လိုပါလိမ့်မယ်။တခုခုလုံးနေတာအလုံးမဖြစ်တော့ဘူးလို့ရှင်းရှင်းလင်းလင်းသိပြီဆိုရင်အရှုံးတွေကိုရပ်ပစ်လိုက်ဖို့ကြောက်နေလို့မရဘဲနဲ့စွန့်လွတ်လိုက်ဖို့လိုပါတယ်။ဒီလိုမျိုးအဖြစ်တွေကိုလုံးဝမလုံးမိစေဖို့အတွက်ရှင်းရှင်းလင်းလင်းရှိစေမယ့် ကန့်သက်ချက်ပေါင်တွေကိုသတ်မှတ်ထားလို့ရပါတယ်။လုံနိုင်တဲ့လောက်အကုန်လုံးကိုကြိုးစားနေတဲ့လူတွေကတော့ပေါင်တွေဆိုတာမလိုလားအပ်တဲ့ချုပ်ချယ်မှုတွေလို့ပဲမြင်ကြပါလိမ့်မယ်။တကယ်တမ်းတော့ကန့်သက်မှုတွေရှိစေမဲ့ပေါင်တွေဆိုတာအခြေခံအဖြစ်လွတ်လပ်မှုသဘောဆောင်ကြပါတယ်။ဥပမာအဖြစ်ပြောရမယ်ဆိုရင်လူသွားလူလာရှုပ်တဲ့လန်ဒလန်ပေါ်မှာရှိတဲ့ကျောင်းတစ်ကျောင်းကိုမြင်အောင်ကြည့်အောင်အဲ့ဒီကြောင့်မှဆိုရင်ကလေးတွေကိုတတ်မှတ်ထားတဲ့နန်နမိတ်တစ်ခုထဲမှာပဲနေစီဖို့အတွက်ဆရာကြီးကလည်းစောင့်ကြည့်ပေးနေရပါမယ် အဲ့ဒီကြောင်းရဲ့ပပတ်လင်မှာခြံစည်းတို့ခုကိုကာလိုက်မယ်ဆိုရင်တော့ကလေးတွေကိုလုံကြုံစေဖို့ရှင်းလင်းတဲ့ပုံတစ်ခုဖြစ်သွားနိုင်ပါတယ်။အဲ့လိုလုံလိုက်မယ်ဆိုရင်တော့ CRA အနေနဲ့လည်းသူတို့ရဲ့အခြေအနေကိုအကျိုးရှိအောင်သုံးနိုင်မှာဖြစ်တယ်လို့ကလေးတွေကိုလည်းကားရှုပ်ချိန်ဆိုအပြင်ထွက်သွားမှာစိုးရိမ်နေကြမလို့တော့ဘူး။ကလေးတွေလည်းကျောင်းနဲ့နမိတ်ထဲမှာပဲလွတ်လွတ်လပ်လပ်စော့ကစားသွားနိုင်မှာဖြစ်ပါတယ်။စီမင်းပုံလေးဆိုတာကျွန်တော်တို့ကိုကျင်းကျက်အောင်လုပ်ထားတာမျိုးမဟုတ်ဘဲနဲ့ကို့ဘဝတွေကိုပို့ပြီးတော့လွယ်ကူစေဖို့နဲ့ ပျော်ရွှင်လာနိုင်စေဖို့ဖြစ်စေပါတယ်။ကို့အနေနဲ့လဲကို့အလုံးနဲ့မိသားစုတွေကြားမှာရှင်းလင်းစေမဲ့ပေါင်တစ်ခု ချမှတ်ထားနိုင်ဖို့တွေးကြည့်လို့ရပါတယ်။ကို့ရုံမှာကလေးတွေကိုလာကစားဖို့ခွင့်မပြုနိုင်ဘူးဆိုရင်တော့အိမ်မှာလည်းအလုပ်လုပ်ဖို့ခွင့်မပြုတင်တာမျိုးပေါ့။ဟုတ်ကဲ့ပါအခုဆက်ပြီးတော့အခန်းကို့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကို့သွားချိန်နဲ့အနှစ်ပြည့်လမ်းကြောင်းနှောက်နေအောင်လှုံ့ဆော်နေတဲ့အရာတွေကိုရက်တန့်ဖြစ်ဖို့အတွက်အတိကလိုအပ်နေတဲ့အချက်တွေကိုအမြဲတမ်းစင်ကြင်နေမှုလိုအပ်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေလည်းဂရုတစိုက်လှုပ်ဆောင်ထားဖို့လိုပါလိမ့်မယ်။ကိုယ်အနေနဲ့အနှစ်သာရပြေးွားစေမယ့်အဓိကအလုပ်တွေကိုပဲလုပ်ကင်သွားရမယ့်လမ်းကြောင်းကိုရှောင်နေပြီဆိုတာနဲ့မလိုအပ်တဲ့အရာတွေကိုရက်တန့်ပြစ်တဲ့နောက်ဆုံးအဆင့်ကိုလည်းသွားဖို့အချိန်တန်ပြီပဲဖြစ်ပါတယ်။အနှစ်ပြည့်ဝါရီတယောက်ဖြစ်လာဖို့လိုအပ်တာတွေကတော့ကိုယ်နှောင့်နှေးစေမယ့်အရာတွေကိုရှာဖွေဖော်ထုတ်ပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးလုပ်လို့ရနိုင်အောင်မဲ့တခြားနည်းလမ်းတွေကိုရိုးရိုးတန်တန်ရှာဖွေနေမဲ့အစားလုံးဝ ရက်တန့်ပြစ်လိုက်တဲ့နီလန်ကိုသုံးဖို့လိုပါတယ်။ဥမာအနေနဲ့ကြည့်ရမယ်ဆိုရင်ကိုကကင်းနှောက်ယောက်ျားလေးအဖွဲရဲ့ခေါင်းဆောင်တယောက်ဆိုပါစို့။အဖွဲလိုက်စခန်းချမဲ့နေရာကိုညမမောင်ခင်ရောက်အောင်သွားဖို့လိုနေတဲ့အခိုက်လေဖြစ်ပါတယ်။အဖွဲထဲမှာမျက်မျက်တက်တာဖြစ်စီဖို့အတွက်တူညီတဲ့ရိတ်ခါပမာဏတွေကိုအားလုံးရဲ့ကြောပုတ်အိတ်တွေထဲမှာတည်ဆောင်လာစီရပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုပေါ်လာခဲ့ပါတယ်။တချို့ကင်းနှောက်ကလေးတွေကပုံမြန်နေတဲ့အတွက် ကျောပိုးကိုတိတ်မတဲနိုင်တဲ့ကလေးတွေကနောက်မှကြံနေခဲ့ပါတယ်။အနှစ်ပြည့်ဝါရီမဟုတ်တဲ့လူတယောက်အနေနဲ့ဆိုရင်တော့သွားနေတဲ့ခီးကိုမကြာခဏရက်ပြစ်မှာပဲဖြစ်ပြီးအဲ့လိုလုံးမှာပဲနောက်ကြံနေတဲ့သူတွေမိလာနိုင်မှာဖြစ်ပါတယ်။အဲနောက်လုံးလို့ရတာတကူကတော့နောက်ကြနေတဲ့လူတွေကိုရှေ့ဆုံးပို့ပြီးသူတို့နောက်ကလိုက်ခိုင်းလို့ကြပါမယ်။ဒါကလည်းခီးမတွင်တော့အားလုံးနှေးသွားနိုင်ပါတယ်။အဲနောက်ဆုံးကြရင်တော့အနှစ်ပြည့်ဝါရီသမားတယောက်ရဲ့ဖြစ်ရှင်းပုံတွေ့ရနိုင်ပါတယ်။အဲအဲ့ဒီဖြစ်ရှင်းပုံကတော့ နေတဲ့သူတွေစီကနေပစ္စည်းတချို့ယူပြီးတော့မြန်နေတဲ့သူတွေအိတ်ထဲကိုထည့်ပေးလိုက်ဖို့ပဲဖြစ်ပါတယ်။အနှစ်ပြည့်လမ်းစဉ်ရဲ့နေရာမှာတချို့အခြေခံပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ပြဿနာကိုဖယ်ထုတ်လိုက်တာမျိုးဖြစ်ပါတယ်။ဖြည့်ပြောရမယ်ဆိုရင်တော့ကြိုတင်ပြင်ဆင်ခြင်းဖြင့်လည်းမလိုအပ်တဲ့ပြဿနာတွေမဖြစ်လာအောင်ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်။အကြီးဆုံးအမှားတစ်ခုကတော့ကိုကြံစီထားတဲ့အတိုင်းဖြစ်လာမယ်လို့ယူဆထားမိတာမျိုးပါ။အနှစ်ပြည့်ဝါရီတယောက်ကဒီလိုမျိုးတွေးထားလို့မရပါဘူး။ အဲ့လိုတွေးထားမဲ့အစားသူမျောလင့်ထားရမှာကကြံစည်မှုတွေကမာရင်သွားနိုင်တာမို့မကန်နဲ့ဂျိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ဖို့လိုပါလိမ့်ဦးမယ်ဆိုတာကိုဘလိုပဲလှုပ်ထားလှုပ်ထားကိုမျောလင့်ထားတဲ့အချိန်ပမာဏထက်90ရာခိုင်နှုန်းလောက်ပိုတွက်ထားဖို့လိုပါမယ်ဥပမာကလေးတွေကိုကြောင်းပို့ဖို့ပြင်ဆင်နေတဲ့အခါမျိုးနဲ့လောက်ခွင်မှာလိုအပ်တဲ့တင်ပြမှုတွေပြုလုပ်ဖို့လိုတဲ့အခါမျိုးတွေမှာပေါ့ဒီလိုမျိုးလှုပ်ဆောင်ခြင်းအပြင်ကိုယ်နှောင့်နှေးစီနိုင်တဲ့အရာမှန်သမျှကို ြိုတင်ကာကွယ်ထားပြီဖြစ်လို့ကို့အတွက်လုံလောက်တဲ့အချိန်တခုရစီပါလိမ့်မယ်။ Okay ပါဆက်ပြီးတော့အခန်းတစ်စီကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အနှစ်ပြည့်လမ်းစဉ်ကိုသွားမဲ့လူတစ်ယောက်ကဦးရဲ့ရည်မှန်းချက်တွေကိုမူတည်ပြီးလောက်ကင်သွားမှာဖြစ်ပြီးတော့လောက်ရမယ့်အရာတွေကိုပုံမှန်လေးနဲ့တဆင်ချင်းစီလောက်ကင်သွားမှာဖြစ်ပါတယ်။လုံနေတဲ့အလုပ်တွေကိုတစ်ခါတလေမှတစ်ချက်ထဲနဲ့ပိုင်နိုင်သွားအောင်လောက်ကင်သွားမယ်ဆိုရင်လည်းကံကောင်းတယ်လို့ပဲယူဆမှာဖြစ်ပါတယ်။မြဲတမ်းတော့လေဒီလိုမျိုးကံကောင်းနေဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ တကယ်လက်တွေ့လောကမှာတော့အောင်မြင်မှုဆိုတာမျိုးကအရင်ကလုပ်ခဲ့တဲ့သေးငယ်တဲ့တိုးတက်မှုလေးတွေရဲ့စင်ကဲဖြစ်ပေါ်လာတဲ့အဆင့်လေးတွေပဲဖြစ်ပါတယ်။အောင်မြင်မှုအသေးလေးတွေကနေရလာတဲ့အဟုန်ကြောင့်နောက်ထပ်အောင်မြင်မှုတွေကိုရှောင်လန်းနိုင်မဲ့ယုံကြည်ချက်တွေဖြစ်ပေါ်စေပါတယ်။ပိုကောင်းတဲ့အချက်ကတော့အောင်မြင်မှုလေးတွေကြောင့်ကိုသွားနေတဲ့လမ်းကြောင်းကမှန်ကန်နေတယ်ဆိုတော့စမ်းစစ်နိုင်သွားတဲ့အခွင့်အလမ်းတွေကိုလည်းရရှိစေပါတယ်။အဆင့်သေးသေးလေးတွေကိုတဆင့်ချင်းစီသွားရတာကိုပဲကြည့်မယ်ဆိုရင်တော့ စိတ်ရှုပ်ကောင်းရှုပ်နိုင်ပေမဲ့အဲ့ဒီအဆင့်လေးတွေကပဲပိုဝေးတဲ့ကီးလန်းတစ်ခုကိုရောက်သွားနိုင်ဖို့ပံ့ပိုးမှုလေးတွေလုပ်ပေးနိုင်မှာကိုလည်းသတိပြုမိဖို့လိုပါလိမ့်မယ်။ကနေဒါနိုင်ငံ Richmond မြို့ကရဲဌာနတစ်ခုမှာတွေ့ရတာလေးကိုဥပမာအနေနဲ့မြင်နိုင်ပါလိမ့်မယ်။သူတို့တွေကရာဇဝတ်မှုတွေထက်ခါတက်ခါဖြစ်ပွားတဲ့နှုံးကိုကြာသွားစေဖို့အတွက်နှိမ်နင်းနိုင်ဖို့အတွက်တင်းကျပ်တဲ့ဥပဒေတွေနဲ့ပြင်းထန်တဲ့အပြစ်ပေးမှုတွေကိုနှစ်ပေါင်းများစွာလုပ်ခဲ့ပေမဲ့ ရလက်တွေကမကောင်းမွန်ခဲ့ပါဘူး။အဲဒီနောက်မှာတော့သူတို့ကပြုပြင်ပြောင်းလဲမှုတွေကိုပုံစံပြောင်းပြီးတော့ရာဇဝမှုကာကွယ်ရေးအတွက်ဦးတည်ပြီးလိုအပ်တဲ့အချက်လေးတွေကိုပဲတစင်ချင်းစီစောင့်ရခဲ့ကြပါတယ်။ယေရီယာလူငယ်လေးရာလမ်းပေါ်မှာအမိုက်ကောက်ပြီးတော့အမိုက်ပုံးနဲ့ထဲတာမျိုးလိုကောင်းတာလုံနေတဲ့လူတွေကိုတွေ့ရင်ရုပ်ရှင်လက်မှတ်လိုမျိုးအဲလူငယ်တွေအတွက်ပွဲလက်မှတ်လိုမျိုးစုလေးတွေပေးကြပါတယ်။အဲဒီလိုမျိုးလုံရက်လေးတွေကနေပြီးတော့လမ်းနေပေါ်မှာလူငယ်တွေကိုလမ်းပေါ်မှာအနေနဲ့လာစီပါတယ်။ အဲ့လိုနဲ့နှစ်တွေကြာလာတော့မူကင်းနေထက်ထက်ဖြစ်ပေါ်တဲ့နှုံးဟာ60ရာခိုင်နှုန်းကနေပြီးတော့100ရာခိုင်နှုန်းအထိကိုကျဆင်းသွားခဲ့ပါတယ်။ကို့အနေနဲ့ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်ကို့ရဲ့ပန်းတိုင်ကိုသွားတဲ့လမ်းကြောင်းကနေသွေဖယ်သွားစေတဲ့အလုံမျိုးလုံးလို့မရပါဘူး။ပုံမှန်လုံးနေတဲ့လုံးရက်တွေကနေအကျင့်တွေကိုဖြစ်စီပြီးတော့အချိန်ကြာလာတာနဲ့အမျှအကျင့်တွေကမှခက်ခဲတဲ့အရာတွေကိုလွယ်ကူလာအောင် ပြောင်းလဲပေးတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ရီမန်းချက်တွေနဲ့နှီးကက်လာစေဖို့ဖန်တီးပေးနိုင်တဲ့ကောင်းမွန်တဲ့အစင်လာတွေဖြစ်လာဖို့အတွက်နေ့စဉ်လှုပ်ဆောင်နေကြအရာတွေကိုချင်း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 လောက်ကင်ဖို့လိုအပ်တာဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုရင်တော့အိုလံပစ်ရေကူးချန်ပီယံမိုက်ကယ်ဖလန်ရဲ့နှီးပြဖြစ်သူကသူ့ရဲ့လေးချင်မှုမှာပုံမှန်လှုပ်ဖို့အစီအစဉ်တစ်ခုထည့်သွင်းပေးထားပါတယ်တဲ့။မိုက်ကယ်တယောက်ညဘက်အိပ်ရာဝင်တဲ့အခါတိုင်းနဲ့မနက်မိုးလင်းတဲ့အခါတိုင်းမှာသူ့အနေနဲ့အာယုံနဲ့ခံစားမြင်အောင်ကြည့်ခိုင်းတာပြီးပြည့်စုံတဲ့ရှင်ပြိုင်မှုတစ်ခုရဲ့ ဗီဒီယိုမြင်ကွင်းတစ်ခုဖြစ်ပါတယ်။ Michael ကလည်းအဲ့ဒီဗီဒီယိုမြင်ကွင်းကိုထပ်ခါထပ်ခါမြင်အောင်လာအောင်ကြိုးစားခဲ့ပါတယ်။အချိန်တော်တော်ကြာအောင်လုပ်ခဲ့ပြီးလို့အိုလံပစ်ပွဲရောက်တဲ့အခါမှာတော့အကောင်းဆုံးရှင်ပြိုင်မှုတွေကိုထပ်ခါထပ်ခါလှုပ်ဆောင်နိုင်ခဲ့ပြီးစုတစိတ်တွေအများကြီးရဟုန်နိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ဒီစာအုပ်လေးရေညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီစာအုပ်ကပေးတဲ့အဓိကအချက်ကတော့အနည်းငယ်သောအကြောင်းအချက်လေးတွေကပဲပန်းနိုင်အောင်ရောက်ဖို့အတွက်အဓိကကြားစီတာဖြစ်ပြီးတော့တချို့လူတွေ ਨੇ တခြားအရာအားလုံးကကျွန်တော်တို့အတွက်အမြဲတမ်းအရေးကြီးမနေပါဘူးဒီလိုမျိုးတကယ်အရေးကြီးတဲ့အချက်အနည်းငယ်လောက်ကိုပဲအာရုံစိုက်ပြီးပိုကောင်းလာအောင်လုပ်ကင်ခြင်းအပြင်ပိုပြီးအလုတ်ပြီးမြောက်စေနိုင်တယ်လို့ပိုပြီးပြည့်စုံစေမယ့်ဘဝတစ်ခုဖန်တီးယူနိုင်မှာဖြစ်ပါတယ်ဒီစာစုလေးကိုဖတ်ပြီးတော့လက်တွေအသုံးချနိုင်မယ့်အကြံဉာဏ်လေးတွေကိုပြောရမယ်ဆိုရင်တော့အခုလိုမျိုးမြင်တွေ့ရပါလိမ့်မယ်ကိုဘဝမှာတာဝန်ယူမှုတွေနဲ့ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေကိုပဲ တူတူပြီးတော့ထည့်သွင်းနေမဲ့အစားမလိုအပ်တဲ့အရာတွေကိုဖယ်ထုတ်ပြစ်မဲ့နီးလန်းတွေကိုရှာဖွေတတ်ပါတယ်။အရေးမပါအရာမရောက်တဲ့အရာတွေကိုကိုယ့်ရဲ့အာယုံတွေနဲ့နေ့စဉ်အလုပ်တွေကနေထုတ်ပြစ်နိုင်မယ်ဆိုရင်ကြံတဲ့အချိန်တွေနဲ့တကယ်အရေးကြီးတဲ့အလုပ်တွေကို ပိုကောင်းတော့အောင်လှုပ်ဆောင်နိုင်ပါလိမ့်မယ်။ဟုတ်ကဲ့ပါအခုဆိုရင်တော့ဝင်းစာရေးသားသူ Great Macron ရေးသားထားတဲ့ Essential Lessons ဆိုတဲ့အစာအုပ်ရဲ့အနှစ်ချုပ်ကိုတင်ဆက်လုပ်ပေးခဲ့ပါပြီ။ ီနေ့တိဆက်ပေးခဲ့တဲ့ essential lesson ဆိုတဲ့စာအုပ်ရဲ့အနှိမ့်ချုပ်ကိုဆိုရင်တော့စာရေးသူကိုနီဝိုင်းအိုင်ကနေဘာသာပြန်ရေးသားပေးခဲ့တာဖြစ်ပါတယ်။ဘာသာပြန်ဆိုပေးခဲ့တဲ့ခေါင်းစဉ်လေးကတော့အနှစ်ပြည့်ပြည့်လောက်ကင်နိုင်ဘူးဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့တင်ဆက်ပြီးသွားခဲ့တာပါ။ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာအရေးကြီးတဲ့အချိန်တွေအရေးကြီးတဲ့အချက်တွေကိုပို့ပြီးတော့လှုပ်ဆောင်သွားပြီးကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်နေစီကိုအမြဲဆုံးရှောင်လန်းနိုင်ဖို့အတွက်အထောက်အကူဖြစ်စေလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ဆက်အားပေးကြတဲ့ပရိသတ်များအားလုံးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။